ကဲအလောင်းဝမင်္ဂလာပြဒီကနေ့မှာတော့ Bronica နဲ့ဒီလာမဲ့ November လ7ရက်နေ့1537ဆိုတဲ့ခေါင်းစဉ်အောက်မှာချန်ပီယံထိုးတက်သွားမဲ့ Anissa Mason ဆိုတဲ့ The Fighter Jane ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပရိသတ်တွေနဲ့အတူအဆောင်ဆုံးလေ့လာကြည့်ရှုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုတင်ဆက်ပေးရတဲ့အကြောင်းရင်းဟာဆိုရင်တော့ Bronica ရဲ့ပြိုင်ဖက် Fighter တူဖြစ်တယ်လေပါတယ်။ဒါအပြင် Bronica နဲ့အကယ်၍တော့ဗောနော်ဒီလာမဲ့ November လ7ရက်နေ့1537ပြိုင်ပွဲမှာ Bronica ကဒါပြိုင်ဖက် Anissa Mason ကိုအနိုင်ရရှိသွားမယ်ဆိုတော့ ခုလက်ရှိကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်ကဒီအနီတောင်ကဖိုက်တာနဲ့တွေ့တောင်းနိုင်ချေရှိတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်ကိုကျွန်တော်အထူးသဖြင့်ရွေးချယ်တင်ဆက်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖိုက်တာကိုတော့ပရိသတ်တွေအလုံးကတီးချံပြီးတာဖြစ်ပါလေဒါ1ကဒီနှစ်ထပ်ကွမ်းချန်ပီယံဟောင်းတူဖြစ်နေပေါ့နော်ဒါလက်ရှိကတော့ဒါ Strong Wick Kickboxing ကမ္ဘာချန်ပီယံဖိုက်တာတူဖြစ်ပါလေနောက်သူအနေနဲ့သူ့ရဲ့ဒီ Muay Thai ကမ္ဘာချန်ပီယံခပ်ပတ်ကိုတော့ဒါပြီးခဲ့တဲ့ဒီ1 Fight Night 35ပေါ့နော်ခေါင်းစဉ်အောက်မှာဒီ Stella Hammond Spangan ဆိုတဲ့ဒီတက်တေးစားဖိုက်တာကိုဒါထူးတက်ပြီးတော့မှရှုံးနေတောင်းခဲ့ရတယ်ပေါ့နော် တော့အခုလက်ရှိကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်ဟာဆိုရင်တော့ Jackie Phan Tan နဲ့ Anissa Mason တို့ကဒါ119ပေါ့နော်ဒီ November လ10ရက်နေ့2024ခုနှစ်မှာဒါကစ်ပေါင်စင်ခေါင်းစဉ်အောက်ကနေရှင်ပြန်ထူးတက်သွားခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါလိမ့်။ Okay ဒါဆိုရင်ပရိသတ်တွေနဲ့အတူ Defender နှစ်ဦးစလုံးရဲ့စွမ်းဆောင်ရည်ကိုလည်လာကြည့်ရှုချက်လိုက်အောင်ပါ။ Veronica နဲ့ထိုးမဲ့ပြိုင်ဖက်ကတော့ဒါ Angie အမီယောင်နဲ့အပြာတောင်းကအနေဆာမဆန်ဖြစ်ပါလိမ့်။ဒါတပတ်ကဒါအနီတောင်းက ီမူးပြန်ဝတ်ဆင်ထားတဲ့ဖက်တာနော်ဂျက်ကီးပန်တန်လို့ခေါ်တယ်ဗောနော်ဒီပေါ်ကိဟကိချက်ကစားနာကောင်းတဲ့ဂျက်ကီးပန်တန်နေနဲ့နိဆာမဆာပြောမယ်ဆိုရင်ဒီကောင်တာဒီနီးစနစ် အခြေခံပြီးတော့မှအဓိကကစားတယ်ပေါ့နော်။ဒါပိတ်တဲ့အလုံးတိကျပြီးလားဖြစ်တယ်။ဒါဖိထိုးလေးရှိတဲ့ဖိုင်တာတူမဟုတ်ဗျ။ဂျက်ကီမန်တန်ကတော့အခွင့်အရေးရရတယ်လို့လုံးဝဖိထိုးတယ်။ဖူဝါဖိုင်တန်နောဦးစလုံးဖူဝါကစားတယ်။အနိစာမဆန်ဖူဝါကိုပြီးကောင်းတယ်ဗျ။ ျွန်တော်တင်ဘရိုနီကာနဲ့ပွဲမှာလဲအနီဆာမဆန်ကအခုကပွဲစဉ်မျိုးမင်းဒါပွဲကိုချင်ကကစားသွားနိုင်ပုံများတယ်။ကောင်းပြီ။ဘောနီကေလက်ခုရီမင်းဟာလည်းဟက်ကေရစ်တေမျိုးများအနီဆာမဆန်ကနည်းနည်းလေးပြောမစင်။ဒီအကွာဝေးချပြီးတော့မှဟက်ကေဒီကျွန်တော်ဘောဒီကစ်ဒီအမိကန်ချက်ဒီကန်နဲ့ဂျက်ဒီဝင်နေ။ရှောင်းတင်းကစားနေပါတော့။ ဒီချက်ကဒါသူ့အတွက်အတန်ချက်ဖြစ်မယ်လို့ထင်တယ်ဗျ။ကောင်းတယ်ဟန်ကဲအချက်ကြီးပန်းတန်နေနဲ့ဆုံးတင်ကစားရမစိုးဘူး။ကဲပရမချီပြီးဆုံးသွားရမြတ်။ကဲဒုတိယချီကိုတွန်းလိုက်အောင်ပါ။ပရမချီမှာတော့ ီအနေဆာမဆန်ကအနေငယ်လေးထိချက်ရခင်ပေလို့ပြောလို့ရတယ်ဗျ။ဝန်တူဝင်ဟာနဲ့လက်ခုတွေကောင်းနေဗျနိုင်ငံချက်ဝင်ဟာနဲ့ဂျန်ကီဘန်ဒန်နေနဲ့နေဆမ်မဆန်ဒီ လက်ခုရိုက်ခုအကြီးစားတွေကျွန်တော်ဝင်လာနည်းနည်းမြင်ရခဲသလိုပဲဗျကျွန်တော်ကြည့်နေသလောက်တော့သူ့အနေနဲ့ဒီပွင့်စင်မှာအဓိကအပြင်ကောင်တာလေးကစားတယ်ချက်ကစားတယ်ပေါ့နော်ချက်ကြီးဗန်တန်ကတော့ချက်ဝင်ပြီးနောက်ပိုင်းအခွင့်ရေးရှာပြီးတော့ရိုက်ခုလက်ခုအကြီးစားအပြင်းစားတွေဝင်နေကိုကောင်းနေနေစမစင်ချက်ထောက်ချက်ကပြတိထားမယ်ဗျမားလို့တော့မရဘူးကျွန်တော်ပွင့်စင်မှာ ဗရိုနီကာအနေနဲ့အနည်းဆမ်းမဆိုင်ဝင်ကျွန်တော်ပညာနာမပါနဲ့ချင်းကပ်ဖို့လိုအပ်တယ်ကျွန်တော်ဖိထိုးလို့မရအောင်ပေါ့နော်ဖိထိုးမယ်ဆိုရင်လွယ်တော့မလွယ်တော့ပြဘာကြောင့်လဲတဖက်ကကောင်းလာကစားတာတော်တယ်အရှောင်သိန်းကစားတယ်ဖူးကလည်းမြင်မြင်ကစားနိုင်တယ်ပေါ့နော်ကောင်းလေဂျီယွန်လက်ခု ဒီ Jackie Van Dan ဒီပွဲစီမှာပြောမယ်ဆိုရင်တော့ဟိုပေါင်းသွားလား Clinch နေထားနေဒူးတိုက်မိတော့အဲ့ဒါကိဘောင်စင်စီမင်းအောင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ Clinch ဆွဲချုပ်ပြီးတော့မှဒူးနဲ့တိုက်လို့မရအောင်เนาะအဲ့လိုတိုက်မယ်ဆိုရင်ဒါဘုံကဖောင်းပါလေမူတိုင်းပွဲစဉ်ဆိုတော့ကျွန်တော် Clinch ကိုယ်ကိုဆွဲကင်ပြီးတော့ဒူးတိုက်လို့ရမှာလေတတော်ရိုက်လို့ရတယ် အဲ့ဂျက်ကီဘန်ဒန်ဆွမ်းဆောင်ရေးရကျွန်တော်ဝမ်းမှာမဆိုးဘူးလို့ပြောလို့ရတယ်။ကဲလက်ခုရိုက်ခုတွေဝင်နေ။နည်းနည်းတော့ဒါ pressure ပေးပြီးကစားမဲ့အနေအထားမျိုးတွေ့လာရတယ်ဗျ။ဂျက်ကီဘန်ဒန်လေး ਨੇ ။ဟိုးဟိုးကောင်းတယ် right ခုနဲ့ရှင်နစ်ကန်ချက်တွဲထားတယ်။ဝမ်းမှာကတော့ဒါကိုယ်ပွဲထုတ်တက်ထားပြီးခုနပွဲနိုင်နှစ်ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်။ထပ်ကွန်ချန်ပီယံလက်ရှိကတော့ဒါကစ်ဘောက်စင်ချန်ပီယံဖြစ်တယ်။ ။နေဆာမဆန်ရဲ့ကစားပုံကနည်းနည်းလေးအားမပါသူခံစားရတယ်ဗျ။နေထမ်းကြည့်လိုက်ရင်ကျွန်တော်38နှစ်နဲ့မတူဘူးညတော်တော်လေးညင်တွန်းလို့မရှိတဲ့ဟက်ကစ်ဝင်ထားတယ်။ဒီကောင်းတာကစားတဲ့အပိုင်းဒီချစ်ချက်ရခဲ့တာတော့ဂျက်ကီဘန်တန်ဒူလီယန်ချီမှာတော်တော်လေးရခဲ့တယ်လို့ဆိုရမယ်ဗျ။ အဲ့တော့ဒီနေရာမှာကျွန်တော် Python အူရဲ့ဒီ quant ချပုံကြည့်မယ်ဆိုရင် Jacky Banton ကအမတ်ရယူမှုကစားတယ်ဒီကစားတဲ့အပိုင်းမှာပြန်ဖက်ကူဒီမောက်ကျနိုင်လောက်တဲ့ဒီကစားပုံမျိုးမဟုတ်ဘူးနော် Jacky Banton ကတော့ကျွန်တော်ဝင်နေ right hook လောက်ဟူအကြီးစားတွေဝင်နေလုံးဝကူဒီပြန်ဖက်ကူအဆုံးတက်မဲ့ကစားဟန်မျိုးဖြစ်နေတယ်ပေါ့နော် ဲ့တော့အနေထားကြည့်လိုက်မယ်ဆိုတော့ဒီ Jackie Van Tan ရဲ့လူတက်ပေါက်အနေထားက Bronica နဲ့တွားပြီးဆင်နေလို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်ကနေကျွန်တော်တို့ဒါတိမြင်နိုင်တာကဒီ Bronica လို့ပေါ်လာအပြုပြီးတော့မှဒါရှင်ပြန်ကစားတဲ့ fighter ကဒါအနစ်ဆမဆောင်ဘလောက်ထိဒုက္ခပေးနိုင်တယ်လဲဆိုတော့လိလာလို့ရတယ်ပေါ့နော်။ ရှောင်းသိမ့်မှာကျွန်တော်ရဲ့အမြင်က Jackie Bandan က Bronican ထက်အနည်းငယ်လေးကျွန်တော်တာလိမ့်မယ်ပဲဗျ။အဲ့တော့ Bronican နေနဲ့အနေဆမဆုံချင်းကတ်တဲ့ချိန်ကျရင်ဒါ Jackie Bandan ကိုရှောင်းသိမ့်ကစားပြီးတော့ကတ်လို့အောင်ကစားဖို့လိုအပ်တယ်ပေါ့နော်။ခုဒီမှာချင်းမြင့်ကန်ချက်တွေအနည်းငယ်ချက်တွေကောင်းကောင်းရှောင်းသွားတယ်။ Nickel Rich တဲ့ဝင်ပြီးတော့မှဂျက်ထောက်တယ်။ Jackie Bandan နေနဲ့ ကယ်ကောင်တာကစားနမတအုပ်ဖြစ်တယ်ဗျဒီအပြာတော့ကနေဆမဆန်ကလုံးဝဖြီးပြီးထိုးတဲ့အနေအထားမျိုးမတွေ့ရသေးဘူးချင်းနေနဲ့ right hook ဒီဝင်ထားတဲ့ Jackie Bandan လုံးဝဒီဖြီးအောင်ပြီးဖို့ကြိုးစားတဲ့အနေအထားမှာပြန်ပြီးပူပူသွားလာမျိုးတတိထားမိတယ် တစ်ခုတွေ pressure ပေးထားတယ်။တစ်ဖက် counter လည်းတတိထားရတယ်ဗျ။စကိပန်ဒန်တီချက်ပူပြီးတီချနေလို့ဒါမြင်ရတယ်ဘောလီရှော့ကောင်းတယ်ရိုက်ခုပြန်ဝင်ထားတယ်နီဆာမဆန်လေး ਨੇ နီဆာမဆန်တောင်းဒီကဖြုတ်ပြီးတော့1 2တွေဝင်နေ ကိပန်တန်အနီးကန့်ကျွန်တော်တို့ညာဘယ်လက်တီအကြီးစားနေဝင်မှုကြိုးစားတယ် defend လုပ်ထားတယ်ကောင်းတယ်ဗျဒူတိုက်ထားတယ်ပြန်ပြီး foul သွားပြန်ပြီးဒီကိပောင်စင်စီးမြင်းမှာချုပ်ပြီးတော့မှဒူတိုက်လို့မရပါဘူးကိုမတွဲလုံးနေဝင်ထားတယ်နီဆာမဆန်အော်နီဆာမဆန် sorry ကျွန်တော်ဂျက်ကီဘန်တန်ပါနော်ချက်ထိထားတယ်ကောင်းတယ်ဗျ โอ้ก้าวเลยจะท่องเฉยแล้วคู่ทำไมฟ้องท้าเลยพี่อันตายจะติดฉันไม่มีอะไรหรือยังโอ้ก้าวเลยจะเนี่ยพี่อันตัวตัวที่ที่อยู่ที่พี่อันจะกี่เป็นเดือนตัวที่มีเนี่ยအဲ့တော့ဒီတတိယချိန်မှာကတော့ ဒါကျွန်တော်ရဲ့မြင်ရဆိုဂျက်ကီဘန်ဒန်အနေနဲ့ဒါ teacher ပုံပြီးတော့မှတာခဲ့တယ်လို့ပြောမှာပြ။ဒီဘက်ကနေစာမဆန်တော့အလီလူးလေးလေးရခဲ့တယ်။သူကလေးချီမြောက်ဖြစ်ပါလေ။ရှေးတုံးချီစလုံးကိုကြည့်လိုက်မယ်ဆိုတော့ဘန်ဒန်နှုတ်စလုံးကဒါရလဲ့ရမသိမရင်းပဲပြောမှာပြ။ဒါတိုင်လေးကျွန်တော်အနေငယ်လေးဒီတာလေးတဘောမျိုးလောက်ပဲရှိတယ်ပေါ့နော်။ဝိကေကောင်းတဲ့ကျုံ right hook left hook တွေဝင်ထားပြီးနေစာမဆန်း အားတိတ်မပောင်ပြန်ပါလားအထူလေးဖြစ်တယ်ဗောနော်လုံးဝအားထိတ်ပြီးတော့မှကစားတာမျိုးတွေ့ရအောင်ဂျက်ကီးပန်တန်ကတော့နည်းနည်းလေးစမဆန်နဲ့ဆိုင်တော့ပေါဝါအားဖြစ်ကစားတယ်ဂျက်ကောင်းနေဗျဒူတိုင်းနော်ဖောင်းလေဗျာဒါမထိလိုက်လို့ဗျာထိမယ်ဆိုဖောင်းပြီ ဲ့တော့တချို့ပွဲစဉ်တွေကတကယ်ဒီကျွန်တော်တယောက်ကဒီပါဝါအပြုတ်ကစားတယ်တယောက်ကပါဝါကိုအားမပြုတ်ကစားတဲ့အနေထားမှာပေါ့နော်ပါဝါအပြုတ်ကစားတဲ့ဖိုင်တာအလဲထူးမရတဲ့ချိန်မှာကစားပေါက်တွေကနည်းနည်းလေးဒီပြင်းဖို့ကောင်းတော့မျိုးရှိနိုင်တယ်လုံးဝဒီ finishing တိတ်မမြင်ရအောင်ပေါ့နော်လုံးဝဒီအလဲထူးလူနီးပါးအချိန်ဒီမျိုးလောက်ထိနေမရောက်ခဲ့ဘူးပွဲကပြုံးဆိုနည်းနည်းလေးတိတ်မမိုက်လို့ပြောမယ်ဗျာ တို့မင်းအဓိကအဖြစ်ကျွန်တော်ဖိုင်နယ်နှစ်ဦးရဲ့ဒီကစားပုံလေးကိုလာဒီလိလောက်ခွင့်ပုံပြီးတော့မှရတော့เนาะကျွန်တော်တစ်ဖက်ကလည်းကျွန်တော်ဘရိုနီကာနဲ့ကျွန်တော်နိုင်ရှင်ပြီးတော့မှလည်းဒါဒီထက်တွင်သုံးသက်လို့ရတဲ့အပိုင်းအများကြီးဒါရှိနေတယ်ပေါ့เนาะအဲ့တော့ဒီဘရိုနီကာရဲ့အနေထားအရဆိုရင်တော့ဒီဖိုင်တာနှစ်ဦးထဲမှာဂျက်ကီးဘန်တန်နဲ့ ရှင်ပြန်ထိုးပြတာကဘရောနီကန်အတွက်ကူပြီးတော့မှလွယ်ကူနိုင်စီတယ်လို့မြင်နေပါတော့။နေဆာမဆန်နဲ့ထိုးတာသူနည်းနည်းလေးထိုးထိချရဖို့အတွက်ခက်ခဲမဲ့အနေထားမျိုးရှိတယ်။ဘာကြောင့်ကောင်တာကစားတာလဲတော်တယ်ဒီဝင်တဲ့အချိန်မှာထောက်ခံရတာမျိုးလေးရှိတယ်ပေါ့နော်။ဒါဂျက်ကီဗန်ဒန်ဒီပွဲစဉ်မှာဒါအရှောင်းသိန်းကောင်းကောင်းကစားနိုင်တဲ့အနေထားမျိုးတွေကျွန်တော်ရှိချင်မှတွေးခဲ့ရတယ်ဗျ။အခုဒီချီကတော့ကျွန်တော်အရှောင်းသိန်းတိတ်ပြီးအားမပြူတော့ဘူးဖိထိုးဖို့ရည်ရွယ်လာတဲ့ပုံစံမျိုးတွေးရတယ်။ ော်ဘရွန်နီကာနဲ့ပွဲမှာဆိုရင်နေဆန်မဆန်ကဒီမာဂုံနဲ့တက်လုံကတာသူရဲ့အဓိကအားသာချက်ဖြစ်နေမယ်လို့ဒါမြင်နေပါတော့။မအောင်သူရဲ့ကစားပုံကကြုံကြည့်မယ်ဆိုရင်လုံးဝ risk take မယူဘူး။ပုံမှန်လေးဖြစ်ဖြစ်လေးနဲ့ဒါကစားတယ်အရင်ကြီးဖိထိုးတဲ့ fighter မျိုးမဟုတ်တာကြောင့်ဒီနောက်ပြီးတော့မှလည်းဝမ်းမာလေးသူ့အနေနဲ့ချန်ပီယံခပ်ပတ်လူပွဲ2ပွဲထိတောင်ထိုးတက်ထားတဲ့အတွက်ကြောင့်ပေါ့နော်။အဲတက်လုံးလေးက ရိုနီကာထက်ကျွန်တော်အများကြီးတာမဲ့နေထားမျိုးရှိနိုင်တယ်။အဲကျွန်တော်ဘရိုနီကာတော့တက်လုံပြန်ပြီးမြင့်တင်ထားနေဆိုတော့ဘလောက်အတိုင်းတာတင်းမြင့်တင်ထားတယ်လဲပေါ့နော်။စောင့်ကြည့်သွားပါမယ်။အကယ်၍ပွဲတွင်းမှာလာနေဆာမဆန်ကိုဖိထိုးမယ်ဒီပေါအောင်ကိုမချွေးချံဘဲနဲ့ကစားမယ်ဆိုတော့ဒါအနေဆာမဆန်နိုင်ဖို့ဆိုတော့မလွယ်ဘူးလို့ပဲမြင်တယ်ဗျ။အဲ့တော့ကိုယ့်ရဲ့အာသာချက်ဖြစ်တဲ့ပေါအောင်ကိုကောင်းကောင်းအသုံးချနိုင်ဖို့လိုအပ်တယ်ပေါ့နော်။ တစ်ဖက်ကလည်းမာကိုမြင့်နေတဲ့ fighter ဖြစ်နေတာကြောင့်ကျွန်တော်ပါဝါကိုမချွေးချံမင်းနဲ့ကစားမယ်ဆိုတော့ဒိုင်အဆုံးဖြတ်ရောက်သွားတဲ့ချိန်မှာတမ်ဘရွန်ဒီကကအာတာချက်ပူပြီးနေတယ်ခုနေထားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီကောင်းလောင်ကစားတဲ့နေရာမယားယမှုစနစ်အနေထားကိုကြည့်လိုက်မယ်ဆိုတော့နီဆာမဆန်ကမဆူးလို့ပြောလို့ရတယ်ဗျာဂျန်ကြီးဗန်ဒန်အရှောင်းတင်းကစားလို့လည်းနည်းနည်းခံတာလက်ခုကောင်းနေပြန်ကြည့်ဦး packet တွေရှောင်သွားလေလာတယ်နော်အဲ့တော့ brownie ကလည်းဒီအရှောင်သိန်းကျွန်တော်ကောင်းကောင်းကစားနိုင်တဲ့အနေထားမျိုးမြင်တွေးခင်းရဘူးတယ် polish နိုင်ထားတယ်ဟိုးဖောင်းဝိုင်းနေမှာဗျာအဲ့တော့ mainly poison တော်တော်များများဒီစီးခုံနားတဝိုက်ကိုကံမိတာကရှိတော့ရှိတယ်ပေါ့မြင်ရခဲတယ်ဗျ။ကြောက်ကြလေးတော်တော်များများတော့မရဘူးလူးဘလူးဆိုတာနေပေါ့ တော်တော်များများကျွန်တော်တို့ဒီအချိန်တိုင်းတာတစ်ခုလောက်ထိအနားယူရတယ်။နောက်ပြီးတော့မှလည်းဒီ loop လုံးမှာရောက်မြူတာဖိုင်တာတွေမှာပုံပြီးအဖြစ်များတယ်ပေါ့နော်။လက်တီတော်တော်တွက်တယ်1 2 3 ီဒီဘန်တန်တော်တော်လေးဖိလာတဲ့ပုံစံမျိုးတော့တွေ့ရတယ်။ခွင့်ရမရတာဗျပြောမစမ်းအနီးကဖိမဲ့အနေထားမှာဒီခရစ်ပူပူလိုက်တယ်ဘောနော်လမ်းမီချုပ်ဖက်လိုက်တယ်လို့ပဲပြောမယ်ဗျမစ္စာမစံကခွင့်ရမပေးဘူးပွဲချင်းကပ်ပုံတွေရတယ်ပညာနာပါတယ်လို့ပဲဆိုရမယ်ဗျအဲ့တော့ဒီလိုကျွန်တော်တို့အချက်အကြောင်းရင်းတွေရအများကြီးကြောင့်ပေါ့နော်ဘွဲတပွဲကအရင်ကြီးရတော့မမြောက်ဘူးနည်းနည်းတော့ပြင်းမှုတော့ဒါကောင်းစီခဲ့တယ်ဗျာ give him a sword. ကောင်းတယ်ဘော်ဒီရှော့အဲ့တော့ဘရောနီကန်တော့ဆိုရင်ရတဲ့အချက်တစ်ချက်ရှိတယ်ပေါ့နော် ဒီကစ်ပေါင်းစင်စီမြင်အောက်လည်းဖြစ်တယ်နောက်ပြီးတော့မှလက်ရအထူလည်းဖြစ်တဲ့အတွက်ကြောင့်ပြိုင်ဖက်ကိုတာအလဲထိုးနိုင်ပါမလားတော့သူရဲ့ပါဝါကရောအနေစာမဆန်နေနဲ့ကြသွားနိုင်ကြသွားနိုင်ချေရှိသလားဆိုတော့ဒီကြည့်သွားမယ်ပေါ့နော်ဒီလိုကျွန်တော်တို့တက်လုံတွေတီချာလေးချွေးချံပြီးတော့မကစားဘူးပါဝါလေးချွေးချံပြီး မကစားဘူးဆိုရင် မလွယ်ဘူးဗျာ ို့ကောင်းတယ်ကျွန်တော်ပြန်ပွင့်အောင်ပြီးသွားရပြန်โอเคလူကတာတယ်ကျွန်တော်ကြည့်လိုက်အောင်ပါကျွန်တော်ရဲ့အမြင်ကတော့ဒါ close five ဖြစ်တယ်လို့ပဲပြောမယ်နော်အဘဒူကဘယ်နိုင်ပြီးပြီးလို့ရတဲ့အနေထားမျိုးရှိတယ်လို့ပြောလို့ရပေမဲ့ကျွန်တော်ဒီအလေလွင့်ကအနေဆာမဆန်းပူပြီးများခဲ့တယ် အဓိကတော့ဒီ teacher မှာစကားပြောတော့ဝင်ပြလုံးဝကျွန်တော် teacher နှုံးထားမှာက Jackie Bandan နေနဲ့ပူပြီးတော့မှဒီပွဲမှာတာခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ချက်မို့လဲသူ့အနေနဲ့ကျွန်တော်ဒီပွဲစီမှာအိုင်လီပြီးတဲ့ဒီအမှတ်နဲ့ပေါ့နော်သူ့နဲ့အတားရရှိခဲ့တာဖြစ်တယ်ဗျ okay ကျွန်တော်တို့တောင်ဗရိုနီကာနဲ့ရတော့ဒီဂျက်ကင်းဘန်တန်နဲ့တွေ့ဆုံဖို့ရတော့ ျွန်တော်ရဲ့အမြင်ကတော့ခွင့်ရင်းများတယ်လို့မြင်တယ်ဒီအနစ်ဆာမဆန်နဲ့ပွဲတဲ့ပြီးလိုက်တဲ့အကြောင်းရင်းကလည်းအနစ်ဆာမဆန်ကိုတော့နိုင်လွားမေဆိုတော့ဒါဂျက်ကီဘန်တန်ရဲ့ကစ်ပေါင်စင်ချန်ပီယံခပ်ပတ်ကိုကျွန်တော်လူမဲ့ပွဲစဉ်အနေနဲ့ဘရော်နီကာနဲ့ဂျက်ကီဘန်တန်တို့ကိုပွဲတဲ့ပြီးလာနိုင်ချေရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်မြင်ထားတဲ့အချက်တစ်ချက်ဖြစ်တယ်ဒုတိယဖြစ်သွားနိုင်တဲ့အချက်တစ်ချက်ကိုပြောမယ်ဆိုတော့ဒီကျွန်တော်ဂျပန်နိုင်ငံမှာကြီးမားပြုလုပ်သွားမယ့်ပွဲစဉ်မှာပေါ့နော်ဒီ stamp fate အလုံးမဲ့တိကျမယ်ပေါ့နော်မတူညီတဲ့အင်္ဂါဇန်ဒီဒါချန်ပီယံဖြစ်ထားတဲ့ဖိုက်တာပေါ့နော်အဲ့ဒီဖိုက်တာကကျွန်တော်တို့ဒီခိုင်နာဆိုတဲ့ဒါဂျပန်ကမြို့တမီဖိုက်တာနဲ့ရှင်မင်းထူးတက်သွားမှာဖြစ်တယ်အဲ့ဒီပွဲစဉ်မှာဒါစတန်ဖက်တာအနိုင်ရရှိသွားမယ်ဆိုရင်တော့ဒါဘရော်နီကာနဲ့တွေ့သွားနိုင်ချေလည်းရှိတယ်ပေါ့နော်ဒါကတော့စကန်ဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမျိုးကျွန်တော်စတန်ဖက်တာနဲ့ဘရော်နီကာနဲ့တွေ့ပြီးတော့မှ ကိပောင်စင်ခေါင်းစင်အောက်ကနေရှင်ပင်ထိုးတက်မယ်ဒါမှမဟုတ်လေမြွေထိုင်းခေါင်းစင်အောက်ကနေရှင်ပင်ထိုးတက်တဲ့အနေအထားမျိုးမှာပေါ့နော်အဲ့ထဲကအနိုင်ရရှိတဲ့ဖိုင်တာကိုကျွန်တော်မြွေထိုင်းခေါင်းစင်နဲ့ထိုးမယ်ဆိုရင်ဒါမြွေထိုင်းချက်နဲ့ခပ်ပလူပဲတဲ့မယ်ပေါ့နော်နိုင်ပြီးတဲ့ဘူးအဲ့တော့ထိုးနည်းတူပဲကိပောင်စင်ခေါင်းစင်အောက်ကနေဒါဘရိုနီကာနဲ့စတန်ဖေးတန်ကိုတဲပြီးခဲ့မယ်ဆိုရင်တော့အနိုင်ရတဲ့ဖိုင်တာကိပောင်စင်ချက်နဲ့ခပ်ပလူရမယ့်ပုံစံအနေအထားမျိုးဖြစ်သွားဖို့များတယ်โอเค ဲ့တော့ကျွန်တော်ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဗျာဒါအဆုံးအထိကြည့်ရှုအပင်းနေတဲ့ပိတ်သက်တူဦးတယောက်ချင်းစီနိုင်ကြမယ်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်ဗီဒီယိုတွေမှာဆိုရင်ဒီနောက်ထပ်ကျွန်တော်ဝမ်းမရှင်တဲ့ခုတက်သွားရတော့မယ့် fighter တွေရဲ့ဒါသူတို့ရဲ့ပြန်ဖက်ဖြစ်စီဒါသူတို့ရဲ့ဆွမ်းဆောင်တွေဖြစ်စီပိတ်သက်တွေနဲ့တူကျွန်တော်ဒါလိမ့်လာကြည့်ရှုဒါတင်ဆက်ပြီးသွားမျိုးရှိတယ်ပေါ့တင်ဆက်ပြီးသွားမျိုးရှိတယ်ပေါ့နော်ဒီတွဲကြောင့်မှဒါဆောင်မြကြည့်ရှုအပီဝဒီကနေအားလုံးကိုဖိတ်ခေါ်ချင်ပါလေ ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ